ကျောင်းသားလို့ခေါ်ကြိုက်ပါတယ်ဒါပေမဲ့အဲ့လိုပြောရင်တင်မလားအမအိုလိုချင်လို့ညီမအိုလိုချင်လို့လာကတ်တာတော့မကြိုက်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ကတိုးရှာအလကားစားရင်တော့စားရတယ်ခင်ဗျာ။အဲ့လိုမုတ်တွေဝဲကြည့်ရယ်ပစ္စည်းဝဲပဲဆိုတော့ယူလိုက်တာ။အဲ့ပေးလာဆိုမပေးဘူးပေါ့။ဘယ်မှာအောင်မပေးဘူး။ဘာသာမတွေ့ရဘူးခင်ဗျာ။အဓိကညီမအမအိုက်ထဲညီမထီလို့မရအောင်တော်လေအမအိုအိမ်ကြီးတလုံးဝင်ပြီးနိုင်အောင်ကြိုးစားမယ်။အင်းဒီထပ်ပေါ်ပြီးလုပ်ဒီလုပ်မယ်။ဒီထပ်ပေါ်ပြီးပတ်စံနေစွတ်မယ်။ ီးကားကတော့ဒါကျွန်တော်ရဲ့ဒေးကားမြောက်ပေါ့နော်နှကားတော့မတင်ဖြစ်တော့ဘူးဒီနှကားကတော့တင်ဖြစ်တဲ့နှကားမြောက်တော့ဒီမှာဘယ်လို character နဲ့လဲဆိုတော့ကျွန်တော်မြင်နေကြ character လေးပါပဲအဲချစ်စရာကောင်းတဲ့မောင်နှမဇလန်းလေးပေါ့နော်အပြားခံစားချက်ကတော့ကျွန်တော်ကကျွန်တော်အမအညီမရင်ထင်သိမ့်မကြိုက်ဘူးပေါ့နော်။ကဲကျွန်တော်ကအမနှစ်ယောက်ရှိရယ်ညီမတစ်ယောက်ရှိရယ်ခင်ဗျာဟုတ်။အဲ့လိုမျိုးတငယ်ချင်းတွေပါရယ်လဲအဲ့လိုမျိုးရောက်ထားတော့ပါအစရယ်ဆိုကြတကယ်အတီလုံးအတီအတီတကယ်ကြိုက်တယ်ဆိုကျွန်တော်ကအရေးစိတ်ဆိုတာမရဘူး။အတီကြိုက်ပြီဆိုကျွန်တော်လည်းလက်မခံဟုတ်။ ရောက်သွားလို့ခေါ်ကြိုက်ပါတယ်ဒါပေမဲ့အဲ့လိုပြောရင်တင်မှာအမအကိုလိုချင်လို့ညမအကိုလိုချင်လို့လာကတ်တာတော့မကြိုက်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ကသုံးချက်အလကားစားရင်တော့စားရတယ်ခင်ဗျာ။ကိုကြီးမင်းတို့ရအောင်။ဟောစားစားအဲ့လိုမုတ်တွေဝဲကြည့်ရယ်ပစ္စည်းဝဲပဲဆိုတော့ယူလိုက်တာ။အဲ့ပေးလားဆိုတော့ပေးဘူးပေါ့။ဘောမအောင်မပေးဘူး။မတော်မတော်ပဲခင်ဗျာ။တကယ်တကယ်။ကြောင်းလုံးလေးရလား။ကြောင်းလုံးလေးရလဲတူတူပဲခင်ဗျာဟော။အဲ့ဒါအမရဲ့ထိအားကြီးဟုတ်တယ်အဓိကညီမအမရဲ့ထိညီမထိလို့မရအောင် မကျွန်တော်ထပ်တက်ကြီးတော့ pass ပေးလိုက်တာဟောညီမကြောင့်ငယ်တော့ဒီနေ့လုံးအဲ့ဒီနေ့ထိမ့်လို့ရသေးတယ်သူဆိုလို့လဲပြဿနာတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်လာတိုင်းမြင်တယ်လေအဓိကအဖေမသိအောင်အဲ့လိုမျိုးအပြင်နေခိုးသွားတော့ဘာလို့ဆိုလို့ဒီတော့လာပြီးတိုင်းမြင်တယ်ပေါ့နော်ဟုတ် တောင်းရင်တော့အဲ့မကြိုက်တာပေါ့နော်အဲ့လိုမျိုးတိတ်သဘောမကျဘူးကိုအမရောအဲ့လိုမျိုးလာပြီးတော့ကလီနေရပါပြီဆိုတော့တိတ်မကြိုက်ဘူးငငယ်တော့ဆိုလို့ရှင်လဲအဖေကအဲ့လိုမျိုးမန်နက်တွေပါပြီးသွားမယ်ဆိုလို့ရှင်လဲကျွန်တော်ထည့်ပေးလိုက်တာကျွန်တော်ပါမကျွန်တော်အမရံလဲ line out တော့အဲ့လိုမန်နက်တွေသွားလို့ရကျွန်တော်အမြဲအနောက်ကနေတကောက်ကောက်ပါနေရပေါ့ဟုတ်ဒါကလည်းမအိမ်မှုတွေကိုချက်လာလို့ပြောပြီးနည်းနည်းကွဲမယ်နဲ့တူတယ်။ဒါကြည့်ကြည့်ရအောင်။ဒါလည်းကျွန်တော်ပထမဆုံးကြည့်ပြနေတာခင်ဗျာ။ဒီလိုခြံဝန်းလေးနဲ့ဒီလိုအိမ်လေးနဲ့နေရရင်ကောင်းမယ်နော်။ ။အားလဲငါကြိုက်တဲ့ beauty salon လေးဖွင့်မယ်။နည်းနည်းဝါသနာပါတဲ့ပကြီးလေးဆွဲ။ဘလောက်ကောင်းလဲ။တရားကတော့မပိုးနဲ့ကတော့သူကလည်းအပြင်မာတဲ့ကမရိုက်ခင်တဲ့ကလည်းအဆုံးသာမဆုံးပြစ်တာလေပြင်မာလည်းနည်းနည်းရင်းနှီးရဆိုတော့အဲ့တော့တော့ခက်ခဲမရှိပါဘူး။ကိုတိုင်ရုံနဲ့ကလည်းကျွန်တော်နဲ့ကတော်တော်လေးရင်းနှီးရဆိုတော့ဟုတ်မောင်လေးဆက်တရားပါဟုတ်တယ်ခင်ဗျာမောင်လေးဆက်တရားအဖြစ်ပြီးသားပါခင်ဗျာဟုတ်ဒီစကားလေးကလူတော်တော်များများပုံရစာနိုင်မယ်လို့ထင်တယ်ခင်ဗျာဒီကားလေးကအဲ့လိုမျိုးအရက်ခက်ခဲနေတဲ့အချိန်မှာပေါ့နော် ကိုကူညီပေးမဲ့သူကိုကလည်းမယုံရဲဘူးအဲ့လိုမျိုးလေးပေါ့အခုလက်ရှိမှာဖြစ်နေတဲ့ဥစ္စာလေးကိုရိုက်ထားပါအဲဒီဖြစ်သူဆရာကိုမပွေရရိုက်ကူထားပြီးတော့ကိုတိုင်ရောမပိုးနဲ့အနီမတန်းတို့ကျွန်တော်တို့ကပေါင်ရက်ဖြစ်ဆက်ထားပါတယ်ခင်ဗျလာကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီကားလေးကဘယ်လိုပြောမလဲလူငယ်အချစ်ဇလန်းကားလေးပေါ့နော်ကျွန်တော်လည်းတောင်းတနေရပါဝင်လာတော့ကျွန်တော်လာရကြည့်ရှုပြီးတော့ဖိတ်ခေါ်ပြပါတယ်ခင်ဗျ